Trump. Since I know you Donald Trump ခင်ဗျားကြည်နေတာကျွန်တော်သိပါတယ်ခင်ဗျားကိုစကလုံးလေးလုံးပြောပါမယ်အတန်ကိုချဲ့လိုက်ပါ Turn the volume up နယူးယောက်မြို့မှာပြောခဲ့တဲ့မြို့တော်ဝန်အောင်ပွဲခံမိန့်ခွန်းဖြစ်ပေမယ့်ဝါရှင်တန်ကိုရည်ရွယ်ပြောကြားနေတာပါဇိုရမန်တာနီဟာနယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲကိုအနိုင်ရပြီးတဲ့နောက်အမေရိကန်သမ္မတကိုချက်ချင်းစိန်ခေါ်လိုက်ပါတယ်မန်တာနီရဲ့အောင်ပွဲဟာတမိုင်းဝင်အောင်ပွဲတစ်ရက်ပါအသက်34နှစ်အရွယ်ရွှေ့ပြောင်းအခြေချနေထိုင်သူမျိုးဆက်တဦးဖြစ်တဲ့မန်တာနီကိုရွေးကောက်ပွဲစဝင်တော့ကဘယ်သူကမှမသိကြပါဘူးပြီးတော့ဇွန်လမှာဒီမိုကရက်တစ်ပါတီရဲ့ ကိုစလေလောင်းရွေးပွဲမှာအနိုင်ရခဲ့ပြီးမြပါတီထိပ်တန်းခေါင်းဆောင်ပိုင်းကသူ့ကိုအပြည့်အဝလက်ခံတာမျိုးမဟုတ်ခဲ့ပါဘူး။မန်ဒါနီဟာနယူးယောက်မြို့ကိုအဆအဆအရာရာပို့ပြီးတော့တတအောင်လုပ်ပေးမယ်လို့ကတိပြုရင်းနဲ့ပါတီအတွင်းတိုးတက်ရေးအမြင်ရှိသူတွေကိုပဲအားကိုးခဲ့ရတာပါ။နယူးယောက်နယူးယောက်မြို့သားတို့ဒီညမှာအပြောင်းလဲအတွက်ခမားတို့စီကအခွင့်အာဏာရပါပြီ။အခုလိုနိုင်ငံရေးမှောင်မိုက်ချိန်မှာနယူးယောက်မြို့ဟာအလင်းရောင် ဖြစ်လာပါလိမ့်မယ်။ New York will be the light ယူဂန်ဒါနိုင်ငံဘွားအိန္ဒိယကာဗျာတအူးဖြစ်တဲ့မန်ဒါနီဟာသူ့ဘဝတစ်လျှောက်လုံးနယူးယောက်မြို့မှာပဲအများစုနေထိုင်ခဲ့ပါတယ်။အင်ကာနီအောင်ပွဲခံချိန်မှာတော့နယူးယောက်မြို့ရဲ့လူမျိုးပေါင်းစုံကွဲပြားမှုကိုဂုဏ်ပြုခဲ့ပါတယ်။ New York will remain a city of immigrants ။နယူးယောက်မြို့ဟာရွှေပြောင်းနေထိုင်သူတွေရဲ့မြို့အဖြစ်ဆက်လက်တည်တံ့နေမှာပါ။ရွှေပြောင်းနေထိုင်သူတွေတည်ဆောက်ခဲ့တဲ့မြို့သူတို့ရဲ့စွမ်းအားနဲ့လဲပတ်တဲ့မြို့ပါ။ဒီညကစပြီးတော့ရွှေပြောင်းနေထိုင်သူတယောက်ကဦးဆောင်ပါပြီ။ သူကပထမဆုံးမွတ်စလင်ပထမဆုံးတောင်အာရှနယ်ပွားမြို့တော်ဝန်တဦးကနယူးယောက်မြို့ကိုဦးဆောင်တော့မှာဖြစ်ပါတယ်မန်ဒန်နီရဲ့အောင်ပွဲကိုနယူးယောက်မြို့ကလူကြီးလူငယ်မရွေးဂုဏ်ပြုဆင်နွှဲခဲ့ကြပါတယ်ပုံမှန်နိုင်ငံရေးသမားတွေတောင်မှမလုံနိုင်ခဲ့တဲ့အရာတွေကိုသူအလုံးမဝင်ကလေးကလုံနိုင်ခဲ့တယ်ဆိုပြီးတော့မြို့ကန်တွေကထောက်ပြခဲ့ကြပါတယ် He has directly address Trump သူက Trump နဲ့သူ့ရဲ့အာဏာအလွဲသုံးစားလုပ်မှုကိုတိုက်ရိုက်ပြောဆိုခဲ့ပါတယ်ကွန်ဂရက်လွှတ်တော်ကတောင်မှဒါကိုမလုပ်နိုင်ခဲ့ပါဘူး အခုဆိုရင်သူဟာကွန်ကရစ်လွှတ်တော်အထက်ကအမျိုးသားကောင်းဆောင်တဦးအဖြစ်သူကိုယ်သူရက်တီပြနေပါပြီဒါတော့မှသူယုံမတက်ရသေးပါဘူးသူရဲ့မူဝါဒတွေကကောင်းပါတယ်သူကတက်ကြွတယ်စနစ်ကိုရောတမနာကိုရောရင်ဆိုင်ရဲပါတယ်ဒါကတကယ်ကိုစမ်းသစ်တယ်လို့ကျွန်မထင်ပါတယ် မန်ဒါနီရဲ့ထိုးတက်လာမှုဟာနယူးယောက်မြို့နဲ့အမေရိကန်နိုင်ငံတဝန်းပဲတင်ထက်နေချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့သူ့ရဲ့လူမှုကွန်ရက်မီဒီယာမှာဒါဆိုပွဲစားပြီလို့ရေးသားထားပြီးတော့တိုက်ပွဲအတွက်ပြင်ဆင်မှုကိုအရေးအမွတ်ပြသခဲ့ပါတယ်ခင်ဗျာ။